ကဲအမေရိကန်နေအီရန်ကိုစော်တဲ့ဟာကိုဝမ်းတာမနေကြတယ်မြန်မာပြည်မှာလည်းအီးဆိုနန်းတဲ့ကောင်တွေကိုအမေသားတွေစော်တဲ့ဟာတွေဝမ်းတာကြအောင်နော်ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ tip black စကန်ကို GNU နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်လိုက်လို့ဆိုတော့တည်နော်ဟိုမှာသူ့အတူကဘာမှဘလို့ဖြစ်ဖြစ်အဲ့တော့ကျွန်တော်တို့တော်လိုင်းကြီးကတော့ရှင်းပါတယ်သူတို့လည်းသူတို့အာရုံနဲ့သူတို့ရှုပ်နေတာအခုလက်ရှိအီရန်ကိုစော်တဲ့စစ်စင်ရေးဆိုတာတော့တချင်းတစ်ပုတ်ကိုတန်စင်နဲ့ ုတ်တယ်မလားဂီတာဓမ္မနဲ့လီဓမ္မနဲ့အဲရတန်ဓမ္မနဲ့ပြီးလို့ရှိရင်အတီဝိုင်းတဝိုင်းတန်းစင်ကတ်အောင်လေ့ကျင့်ပြီးမှတခြင်းတစ်ပုတ်ထွက်လာတယ်လို့ပဲအခုဒီနေ့အမေရိကန်ကနေအီရန်ကိုတွားဆော်လိုက်တဲ့ဒီပေါင်3000အားပြင်းတဲ့ဗီဒူပုံကျဲလေးနဲ့တွားဆော်လိုက်တဲ့အရာဒီဒီနေ့ချက်ချင်းစစ်စင်ရေးထဆင်နွှဲပြီးတော့လုပ်လို့ရတဲ့အရာမဟုတ်ဘူးနော်လာပေါင်းနှစ်ပေါင်းတိစောက်ပြီးမှစီစဉ်ပြီးမှတတိထကြပြန်ချပြီးမှနော်လုပ်လို့ရတဲ့စစ်စင်ရေးတစ်ခု တော့ဒီလိုမျိုးစစ်စင်ရင်ဖြစ်လာတယ်ဆိုတော့ဒေါ်နယ်ထရန့်တက်လာတယ်ဟုတ်လားမလားအစ္စရေးဝန်ကြီးချုပ်နဲ့ဘလို့အဆက်ဆက်လဲဆိုတော့ဒါတွေကအစအတည်းကကလင်တာကျလုတ်ပြီးသားအရာစီစဉ်ပြီးသားအရာအဲ့တော့ဒါကြောင့်မို့လို့မြမအေးဆိုတာကကဘာကအယုံဆိုင်မှုနေခဲ့တာအဲ့တော့ လက်ရှိအချိန်ကတော့ကဘာကြီးနေတဲ့တတိယကဘာစစ်ဖြစ်မလားမဖြစ်ဘူးလားဆိုတာပြောလို့ရတဲ့အနေအထားမဟုတ်ဒါပေမဲ့တွတ်တူတတိယကဘာစစ်ဖြစ်ဖြစ်မဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံမှာအာဏာယူတွေမျိုးပြုတ်အောင်လို့ကျွန်တော်တို့တွေလုပ်နိုင်ဖို့တော့နံပါတ်1အရေးကြီးဆုံးပဲအဲ့တော့ကဘာကြီးကလည်းကဘာကြီးလုံလုံလုံနေလိမ့်မယ်ကျွန်တော်တို့ကလည်းကျွန်တော်တို့အလုပ်လုပ်ဖို့တော့လုပ်ဖို့လိုတယ်အခုထိပလက်ကစကမ်းမှာစစ်ကောင်စီတွေဘလို့ဖြစ်တယ်ဒီအောင်စရစစ်ကြောင်းကိုတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလမ်းကဘလို့စော်ခံထိတယ်ဒီလိုင်းကိုကျွန်တော်ဖတ်ပြပါမယ်နော် ကီမျိုးသားစီယုံကီယုံတမဟာ6နဲ့မြန်မာထိုင်းနယ်ဆက်လက်ကျန်စခန်း၄ခုအနက်ထိပ်ပလက်ကဲထိကပလာသစခန်းကိုယနေ့ညနေပိုင်းတွင်တိမ့်ပိုက်ရရှိပြီးဖြစ်ကြောင်း KNU သတင်းမြစ်ကပြောတယ်။ထိပ်ပလက်ကဲသစခန်းကိုတော်လှန်ရေးတပ်များကတက်၍တိမ့်နိုင်ခဲ့ခြင်းဖြစ်ပြီးစစ်သားများမှထွက်ပြေးတော်မူဟုလည်း KNU သတင်းမြစ်ကပြောတယ်။သူများတက်ရှင်းတော့သူတို့ပြေးတော်တာကိုကျွန်တော်တို့လူတွေစခန်းတက်သိမ်းလို့ရနေဟုသတင်းမြစ်ကပြောတယ်။ တိပလကေတသခန်းကြပြီဖြစ်၍မြောင်းဒီမြို့တောင်ဘက်နယ်ဆက်တွင်ဥကယထသခန်းဝေါ်လီဘျူဟာနှင့်တိတဲလေကာကင်းသခန်းတို့ကကြံတော့တယ်ကြံသခန်းများကိုလည်းမကြမီတိမ့်ပိုက်နိုင်ပြီးအလားလာရှိသည်ဟု၎င်းကဆက်ပြောတယ်အခြားစီရဲ့တတိမြစ်တူကလည်းစကားစတွေကသခန်းကနေစုပ်ပြေးသွားတာထိုင်းဘက်ကိုပေါ်တော်လန်ရေးတပ်ဖွဲ့တွေကတော့သခန်းကြတော့ပြီးပြေးလာတဲ့စကားစတွေဒါပေမဲ့ထိုင်းဘက်တော့မရောက်သေးဘူးတော်လန်ရေးဖွဲ့တွေကလိုက်ရှင်းနေတယ် မိလောက်မှာပါဒါပေမဲ့စက္ကစတွေကလည်းလမ်းတစ်လျှောက်မိုင်းတွေထားခဲ့တယ်ကြားတယ်သူတို့ကိုထိုင်းဘက်ကလည်းကြိုစောင့်နေတယ်တိရတယ်သူတို့မှဒဏ်ရာရလူတွေလည်းပါတော့တိတ်မရောက်နိုင်ဘူးဂူဒီတော့ရောက်တယ်မကြားသေးဘူးစကန်တိန်တိုက်ပွဲအကြောင်းပြောတယ်တတိယမြောက်ကင်းရင်တည်းမြစ်ဒူဘူးကလည်းတိပလက်ကက်စစ်ကောင်စီတပ်စခန်းတိမ်ပိုက်နိုင်မှုကိုအတီးပြုတ်ပြီးထုတ်ပြန်မဆုတ်တမ်းခံစစ်တိပလက်ကဲစစ်ရေးစစ်စင်ရေးခြေကုပ်စကန်ဆိုင်ဖို့ပါစစ်ကောင်စီတပ်စကန်မှတ်တမ်းတပ်ဖို့ကိုလည်းတရင်ရင်းမြစ်ကလူမှုကွန်ရက်၌ပေါ်ပြတယ် ကရင်နဲ့ဥဆောင်ပြီးဒေါ်လာရေးဘူးပေါင်းတက်များသည့်မေလ22ရက်နေ့တမဟာ6နဲ့ကရင်ပြည်နယ်မြောက်ဒီမြို့နယ်မြမာထိုင်းနယ်စပ်ရှိစစ်ကောင်စီ၏ဘလက်ဒိုတက်စကန်မေလ28ရက်နေ့ကနဲလေးတက်စကန်မေလ29ရက်တွင်ရွှေအင်းမြိုင်တက်စကန်မေလ30ရက်တွင်ဘရင်နောင်စကန်နှင့်မော်ခီစကန်ဇွန်လ3ရက်တွင်တေဘောဘိုးတက်စကန်များကိုဆက်လက်တင်းယူတိုက်ပိုက်ခဲ့တိုက်ပိုက်ခဲ့တဲ့ရင်းစကန်များအနက်ဘလက်ဒိုကနဲလေးနှင့်တေဘောဘိုးတက်စကန်များမှလက်နက်ခဲယံအများပြားတိုက်ပိုက်ရရှိသည် စခန်းတိုင်းတိုက်ပွဲအတွင်းစစ်ကောင်စီတက်အထိနာခဲ့တယ်။နော်ဒီဒါကတော့ tip ပလက်ကစခန်းကအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ကွန်ကရစ်ဒီ tip အခုလက်ရှိပြောပြသွားတဲ့စခန်းတွေကိုတိမ့်ပိုက်ခံရတဲ့နောက်မှာစစ်ကောင်စီတက်ဟာအဒီအောင်စရာစစ်ကြောင်းဆိုပြီးတော့နော်စိုးဝင်းကိုယ်တိုင်လာရောက်ဥဆောင်ဖွင့်လှစ်ခဲ့တဲ့စစ်ကြောင်းမှာဒီတောက်လျှောက်နေဆက်ကိုတက်လာတာစစ်ကူတွေပို့တယ်အဲ့ဒီစစ်ကူပို့တဲ့အဖွဲ့ကိုလည်းပွဲစေးဝါတို့နဲ့ဒီ PD ရဲ့ပူးပေါင်းအဖွဲ့တွေက လမ်းကနေဝိုင်းပြေးထလိုက်တာဘလောက်ဒီစိတ်ွားလဲဆိုတဲ့တည်င်းလေးတွေကျွန်တော်ဖတ်ပြပါမယ်။ဒါသမတ်ကစခန်းတွေစက်စက်တိုက်လက်လို့ဆုံးရှုံးနေတဲ့စစ်ကောင်စီတပ်ကကောရင်မြို့ကိုခံစစ်တင်မှုစစ်ကူတွေပို့နေပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတဲ့လို့ရေရင် PDF စစ်တောင်းမှုနဲ့ PNC ရဲ့တည်င်းမြစ်ကပြောပါတယ်။ကွန်ကရစ်မြောက်ပြည်အရှာလမ်းပိုင်းနဲ့ကွန်ကရစ်ကြုံတိုးလမ်းပိုင်းမှာတိုက်ပွဲတွေနေ့စဉ်ဖြစ်နေပြီးဒေါ်လာရင်းတက်တွေကအတာရနေတယ်လို့လည်းကွန်ကရစ်ဒေတာ PDF စစ်ကြောင်းမှုတို့ကပြောပါလေ တောက်ချောက်ပွဲကောင်းနေလည်းတော့ကြုံတိုးပက်ချမ်းမှာတွေ့လေးတိုင်းငါးတိုင်းဘက်တွေပွဲကောင်းတဲ့အင်အားတွေလည်းပို့တာမနေဘူးတို့တို့တွေခုနောက်ပိုင်းမှာဒီဘက်တိမ်မရနိုင်တော့ကော့ကရိတ်ဘက်ကိုခံစစ်ပြင်ဖို့ရအောင်ကြိုးပမ်းနေတာပေါ့အဲ့ဒါကြောင့်ကြုံတိုးမျိုးကနေစစ်ကူပို့ဖို့စစ်ကြောင်းတွေထိုးနေတာလို့ PDF စစ်ကြောင်းမှုတူကပြောတယ်စစ်တပ်ဟာကော့ကရိတ်မျိုးကနေမြောက်ဒီမျိုးတွားရအရှလမ်းပိုင်းကိုစစ်ကြောင်းထိုးမရတာကြောင့်ကြုံတိုးမျိုးဘက်ကနေစစ်ကြောင်းထိုးနေလို့၎င်းကဆက်ပြောတယ် ဇွန်လ19ရက်ကကြုံတုံးမြို့ကနေစစ်တောင်းထိုးထွက်လာတဲ့တပ်မ40တပ်မ55ပူးပေါင်းစစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်ရာစစ်သား40ကျော်တည်ပြီးလက်နက်ခဲယမ်းတွေရခဲ့တယ်လို့ Lion Battalion စစ်ကြောင်းကပြောပါတယ်။ကြုံတုံးနံပါတ်မှာတိုက်ပွဲတွေနေ့တိုင်းတို့လိုဖြစ်နေပါတယ်လို့ Lion Battalion စစ်ကြောင်းကပြောပါတယ်။လက်တော်မှာပေါ်ကရိတ်ကြုံတုံးလမ်းပိုင်းက၄တိုင်၅တိုင်နဲ့9တိုင်တရာတွေမှာတိုက်ပွဲတွေဖြစ်နေပြီးအာဆာလမ်းပိုင်းကတော့နွဲ့နဲ့တောင်းတော်နေရာတွေမှာတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။ ဒါပြန်အောင်စရစစ်ကြောင်းရှိရအရှနာမိုင်းကိုလည်းနေရာဆုံးပိတ်ဆို့ထားတယ်လို့ PDS စစ်ကြောင်းကပြောပါတယ်။ဒါပေမဲ့တိုက်ပွဲတွေအတွင်းနှစ်ဖက်ထိခိုက်မှုရှိပေမဲ့စစ်တပ်ကတေဆုံးထိခိုက်မှုပိုများတယ်လို့ဆိုပါတယ်။အောင်စရကအကုန်ငတ်ပြတ်နေပြီအခုစနစ်တကြံမျိုးနဲ့တွန်းနေတာကရိတ်ခရေချီမရှိရင်ဘာမှလုပ်မရဘူးကော့ကရိတ်နဲ့တောင်းတော်ကိုသူတို့တွန်းလာလို့မရဘူးလေ။ကော့ကရိတ်နဲ့တောင်းတော်ကြမ်းမှာပိတ်ဆို့ထားတာလို့ကရင်စစ်ရေးသတင်းရင်းကပြောပါတယ်။ အာရှလမ်းပိုင်းပေါ်ကအောင်စရာစစ်ကြောင်းမှာအင်အား400လောက်ကျန်နေတဲ့လူတွေ၎င်းကဆက်ပြောပါတယ်မြန်မာခိုင်းနယ်စပ်မြင်းအနီးကစစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥက္ကဋ္ဌသတ်စခန်းနဲ့ ठी ကလပဲသတ်စခန်းကိုပြည်ရင်မျိုးသားအစည်းအရုံး KNU လောက်ခံပြည်ရင်လူမျိုးရေးတက်မလို့ PNNE ပြည်ရင်မျိုးသားကာကွယ်ရေးတက် PNDO နဲ့ပြည်ရဲ့ပူးပေါင်းစစ်ကြောင်းတွေကဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားတယ်လို့ပြည်ရင်စီးရေးသတင်းတွေကပြောပါတယ် ဥပ္ပယေသတ္တစကံကိုတော်လန်ရေးတက်တွေကဇွန်လ17ရက်မှာစတင်ပိတ်ဆို့ထားပြီးဒီကလပဲတစကံကိုပြီးခဲ့တဲ့ဇွန်လ9ရက်ကစတင်တိုက်ခိုက်နေပါတယ်။ KNN နဲ့တော်လန်ရေးတက်တွေကမြန်မာထိုင်းနယ်စပ်မြောက်ပြည်မြို့တောင်ဘက်ကပလဒုကနယ်လေးရွှေအင်းမြိုင်ဝါမီထဗရင်နောင်မော်ခီတေဘောဘုတက်စကံတွေကိုစတိုက်တိုက်ခိုက်သိမ်းယူထားပါတယ်။ဒါကြောင့်မြောက်ပြည်မြို့တောင်ဘက်မြန်မာထိုင်းနယ်စပ်မှာစစ်တပ်ရဲ့ဥပဒေကတက်စကံတိကလပဲစကံနဲ့ဝေါ်လီဘူဟာနဲ့ တိတဲလေကာကင်းစခန်းတို့ပဲကြံမှာတော့လေဒါကတော့တော့ကြားနေစစ်တောင်းတွေဖြတ်တိုက်တာအဲ့တော့ဒီဒီနေ့ကတော့ဒီကလေးစခန်းကိုတိတ်လိုက်တယ်ဆိုတော့လက်ရှိကြံတဲ့၄စခန်း၄ခုလေးကဒီ၃ခုပဲကြံတော့တယ်နော်အဲ့တော့လက်ရှိပြောမယ်ဆိုလို့ရှိရင်ဒီအာနာလေးအကျန်းဖက်စစ်ကောင်စီဟာနော်သူတို့ကဘယ်လိုပုံစံနဲ့တွားနေလဲဆိုတော့ပြည်သူကိုစစ်မှုထမ်းခိုင်းပြီးတော့အဲ့ဒီစစ်မှုထမ်းတွေကိုရှေ့ရတာပြီးတော့သူတို့ကစစ်စည်ရေးတွေပြုလုပ်နေတာဖြစ်တယ်အခုလက်ရှိတနင်္လာနေ့တိုင်းမှာလည်းဒီ PDF တဲကိုဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အများကြီးရှိပါတယ်အဲ့ဒီအများစုကတော့ကျွန်စစ်မှုထမ်းဥပဒေနဲ့တော့ဝင်လာပြီးတော့ထွက်ပြေးလာတဲ့လူတွေပဲဖြစ်တယ်အဲ့တော့ဒါကိုကြည့်ချင်းအားဖြင့်အနာဒိအကြမ်းဖက်စစ်ကောင်စီဟာသူတို့ရဲ့အကြမ်းဖက်လုပ်ရက်တွေကိုလှုပ်ဖို့အတွက်ဒီတီတူတွေကိုစစ်မှုထမ်းခိုင်းတယ်ပြီးလို့ချင်းရင်အကြမ်းဖက်အလုပ်တွေကိုမလုပ်တဲ့လူတွေကိုရရဆက်ဆက်တုံ့ပြန်ခိုင်းတယ်။ဘလောက်ထိဇိုးလဲဆိုရင်ပြည်သူကိုချိုးချိုးတာတာတော့ကြောက်ဝင်မရှိဘူးလို့အမိတ်ပေးခဲ့တယ်။ နော်ဒီအကြောင်းကိုလည်းအလင်းဝင်လာတဲ့စစ်သားတယောက်ကျွန်တော်ဗီဒီယိုအင်တာဗျူးထားတဲ့ file မှာအဲတင်ပြခဲ့ပြီဖြစ်ပါတယ်နော်အဲ့တော့လက်ရှိအခုနောက်ပိုင်းမှာနောက်တစ်ခုရှိတာကနိုင်ငံရေးထိုးနှက်မှုတွေတော်တော်များများတွေ့လာတယ်ဒါကတော့ဒေါအောင်ဆန်းစုကြည်အပါအဝင် NLD ကိုပြိုကွဲအောင် NLD အင်အားတွေကိုအဲဒီဒေါဆန္နာမင်းတို့လိုဟာမျိုးကိုကြော်မျိုးမင်းကအင်တာဗျူးပြီးတော့အင်အားတွေပြိုကွဲအောင်ရှင်းရှင်းပြောရရင်တော့အဓိကကတော့စစ်တပ်ကလက်နက်နဲ့တိုက်လို့မနိုင်တော့ဘူးဆိုတော့သူတို့ကောင်းကောင်းသိပါတယ် ဒီပြည်သူကိုတို့လက်နဲ့တိုက်လို့မနိုင်တော့ဘူးဘလောက်ပဲအကြမ်းဖက်ဖက်ပြည်သူကတို့အကြမ်းဖက်တဲ့တန်းကိုကြက်ကြက်ခံပြီးတော့ရအောင်ရင်ဆိုင်နိုင်နေဆိုတဲ့ကိစ္စကိုတို့ကောင်းကောင်းသိတဲ့နောက်မှာစစ်ကောင်စီရဲ့အခုတိုက်စစ်ကိုပြန်ပြောင်းလာတယ်ဒါကတော့ပါလေတွေးခွဲတက်ရှူတဲ့လူကိုပြောင်းလာတယ်။နော်အခုဒေါ်စန်းစုကြည်ရဲ့မွေးလေးရောက်ခံပြီးမှအားလုံးတည်လို့ဖြစ်တယ်။နော်တရားရုံးတွေက နော်စစ်ချက်ဗီဒီယိုဖိုင်တွေထွက်လာတယ်ဒေါ်စန်းစုကြည်တနေ့နာနေတဲ့ဗီဒီယိုဖိုင်တွေထွက်လာတယ်အဲဒေါ်စန်းစုကြည်ပြောတဲ့စာတွေဆိုပြီးထွက်လာတယ်စတဲ့ဖြစ်ပြီးလို့ရှိရင်ဒေါ်စန်းနာမီလိုမျိုးဒီ NLD ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့အကွဲအပြဲဗီဒီယိုဖိုင်တွေအင်တာဗျူးတွေကောင်းကောင်းထွက်လာတယ်ဒါတွေကနော်ယူယူတက်တာထွက်လာတာမဟုတ်ဒါတွေအားလုံးကနိုင်ငံရေးပဲဗျနော်သူတို့မထွက်လာခိုင်းရင်ဒါတွေထွက်လို့မရဘူး ရှင်းရှင်းလေးပဲသူတို့ထွက်ခိုင်းရင်တော့ထွက်တာအဲ့တော့ကျော်မျိုးမင်းတို့ကောင်မျိုးက NLD ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တယောက်ကိုဒီလိုအချိန်မှာအင်တာဗျူးလုပ်ပြီးဒီသူကိုပြတယ်ဆိုရဲကခင်ဗျားစဉ်းစားကြည့်ပြီနော်အဲ့တော့တခုဝင်နေဖြစ်တာကကျွန်တော်တို့ဒီသူရဲ့အရေးအချင်းကဒီနေ့အချိန်ထိမကြောက်ဘူးအဲ့တော့ ADA လိုနေရာမျိုးမှာသူတို့တွေကြိုက်တယ်လို့လုပ်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့အခုဒီနေ့27မှာပြည်သူရဲ့အတွေးအခေါ်အမျှော်အမြင်နော်နိုင်ငံရေးအတိတ် ဘဟုတုဒ္ဒတွေဒါတွေကစာမတတ်တဲ့ပြည်သူတယောက်တောင်မှအခြေခံအတိတရားတိနေအနေထားဖြစ်နေပြီဖြစ်တဲ့အတွက်တို့တွေလုံချင်တယ်လုံလို့မရအဲ့တော့ဒီဒေါ်လာရင်းမှကျွန်တော်တို့ကဘာကြီးကိုလည်းအားကိုးလို့မရဘူးเนาะအခုအမေရိကန်နဲ့အီရန်ဝင်စောလို့အမေကုလသမဂ္ဂအစိုးရအားလုံးကြောက်ကြအားလုံးစတဲ့ဖြစ်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 အဲ့တော့ကဘာကြီးကကျွန်တော်တို့အကူညီဖို့ဆိုတာက မဖြစ်နိုင်ကုညီမဲ့ဆိုကြာပြီးကုညီလိုက်တယ်အာနာသိန်းနာနဲ့ဥပဒေမဲ့အာနာသိန်းနာတိတယ်ဗျာပြီးတော့အာနာသိန်းပြီးတော့လည်းပြည်သူကိုလက်နက်မရှိတဲ့ပြည်သူကိုလက်နက်နဲ့ရဲရဲစက်စက်အကြမ်းဖက်တာနဲ့သူတို့တိတယ်ဗျာကဘာကြီးကပြီးလို့ရှိရင်လည်းရဲရဲစက်စက်အခုစစ်ရင်စစ်ရဆုံးမှုတွေကျူးလွန်နေတာနဲ့တိတယ်ဒါပေမဲ့လို့မကူညီကြလို့မကူညီတာအော်ဒါပေမဲ့ကျွန်တော်တို့ဘက်အချမ်းကိုတော့တစ်ခုလောက်မှမားလိုက်နဲ့ချက်ချင်းထောက်မှာအစင်လေးရှိတယ်အဲ့တော့ကျွန်တော်တို့တွေကတိရမှာကနံပါတ်1ကျွန်တော်တို့ခြေလမ်းမှန်မှန်ရှောက်ကမယ်နံပါတ်2 အဲ့ sorry နံပါတ်1အရေးကြီးဆုံးကကျွန်တော်စီးလုံးညီရွက်ကကျွန်တော်တို့တွေးခွဲလို့မရအောင်စုံမျိုးဆိုရင်စုံမျိုးကိုပြက်ပြက်သားသားထုတ်နိုင်ရအောင်တော်နိုင်ရင်မှဘယ်သူလုပ်လဲကျွန်တော်ကိုယ်တိုင်လုပ်တာကျွန်တော်ကတော်နိုင်ရင်ကိုပြက်စီးမဲ့ထိခိုက်မဲ့တွေးခွဲမဲ့အရာကိုလုပ်နေတာကျွန်တော်လုပ်လို့ရှိရင်ကျွန်တော်ဆွဲထုတ်လိုက် အောက်ချင်းပြည်သူအဆင့်တယောက်ကစားပြီးတော့အခုလိုမျိုး NLD တို့ထိပ်ပိုင်းကောင်းဆောင်တွေ PDF ထိပ်ပိုင်းကောင်းဆောင်တွေ UNG ထိပ်ပိုင်းကောင်းဆောင်တွေ CRP ထိပ်ပိုင်းကောင်းဆောင်တွေ Dyna EOS တွေအားလုံးဟာတော်လန်ရေးကိုတွေးပွဲမဲ့အလုပ် အာရုံမဲ့အလုပ်ရန်သူအကြိုက်အလုပ်တွေလုပ်လာမယ်ဆိုအဲဒါလို့စုံပြူကိုပြက်ပြက်တလားယူထုတ်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေစီးလုံးညီညွတ်မှုတည်ဆောက်ပါမယ်နော်အခုဆိုရင်ဘယ်လိုမျိုးဖြစ်အောင်လို့နော်တစ်ချိန်ကအဖိုက်ရခိုင်နိုင်ငံထူထောင်မယ်လို့អော်ခဲ့ပြီးတော့နော်တုပြည်သူကိုစီးလုံးခဲ့တဲ့ဘုဒ္ဓဖုံးမြတ်နိုင်အောင်မှဒီနေ့အချိန်မှာစီးလုံးညီညွတ်မှုကိုဘယ်လောက်အလေးထားလို့ ရခိုင်တော်နိုင်ကြီးကရခိုင်ပြည်သူတွေအတွက်မဟုတ်ရခိုင်ပြည်နယ်အတွက်မဟုတ်တမန်ရလုံးအတွက်ဆိုတဲ့စကားကိုထွက်ပြောတာခင်ဗျားတို့တဘောပေါက်ဖို့လိုတယ်ထို့နည်းအတူပဲနော် KIO KIA ရဘုဒ္ဓဘွန်မော် UNG နဲ့အတူတူယက်တည်တာ KIO KIA တွေမဟုတ်ပါဘူးကချင်လူလူတရက်လုံးမှာယက်တည်နေပါလေထွက်ပြောတာအလကားထွက်ပြောတာပေါ့နော်ဘုဒ္ဓတာဘုံကျော်ကိုရကအမေတော်ဆန်းစစ်ကြီးဘုဒ္ဓကိုထွက်ပြီးစုတောင်းပြလိုက် TNN တွေကအဲ့ဒါတွေကအလကားလုပ်ပြတာပေါ့နော်ပြီးလို့ရှိရင်ဘုဒ္ဓကပြောလို့ ချင်းချင်းအဖွဲ့တွေဟုတ်တယ်နော်ဒါတွေအဲ့ဟာအားလုံးကကရင်ညီအဖွဲ့တွေဒီဟာတွေအားလုံးဟာစီတုံးညီမျိုးမွေးကိုခေါင်းဆောင်တွေကတိဆောက်ပေးနေကြအရှိကလမ်းပြနေတာကျွန်တော်တို့ကအဲ့ဒီစီတုံးညီမျိုးနောက်မှာထက်ချက်မကွာလိုက်နေရကျွန်တော်တို့တွေစီလုံးညီမျိုးဆိုတာနဲ့80ပြီးတွားနိုင်လို့ဆိုရင်ခုနကပြောလို့ခြေလမ်းမှန်မှန်နဲ့စီစီလုံးလုံးညီညီငယ်ငယ်နဲ့ခြေလမ်းမှန်မှန်တွားနိုင်လို့ဆိုရင်မင်းအောင်နိုင်ရမကြတော့ဘူးကျင်းနေတယ်နော်ဒါကြောင့်မို့လို့အားတင်းတာ ခြေလက်မှန်မှန်ချောက်တာတွေးကွဲမဲ့အလုပ်တွေမလုပ်ကြနဲ့ကျွန်တော်တို့နိုင်နေပြီအခုကကျွန်တော်တို့နိုင်နေတာကြည့်လေကျွန်တော်တို့နိုင်သားမနိုင်သားဆိုတာရှင်းရှင်းလေးပဲနော်ကျွန်တော်ဗီဒီယိုဖိုင်တစ်ခု release လုပ်မယ်အမှတစ်ကောင်ပြောတာမင်းတို့ဗီဒီယိုထောက်ခံမှုရှိလို့ရှိရင်လည်းကြရတယ်မလို့ဘူးတဲ့ပြည်တွင်းမှာအခုအင်ဂျီအနေကြိုက်လို့တောင်းအင်ဂျီအနေဝတ်ခွင့်ရှိလားဒေါ်အောင်စန်းစုကြည်မွေးနေ့ရက်မှာကိုယ့်ကိုပန်းပိုင်နေအောင်ပန်းပိုင်ခွင့်ရှိလား ဲ့လိုလောက်ခွင့်မရှိတဲ့ပြည်သူကိုအာမပေးဘူးလို့တောင်းပြောတာကခြေလက်တွေတုပ်ပြီးတော့ဟာမင်းငါ့ကိုမရှင်နိုင်ပါဘူးဟုတ်ပါတော့ပြောတာပြောတဲ့ပါဇက်တွေရှက်ဖို့ကောင်းတယ်မဟုတ်တယ်မလားအဲ့တော့ကျွန်တော် reason တစ်ခုတိတိကျကျလောက်ပါအောင်မယ်အဲ့တော့အခုကျွန်တော်ပြောချင်တာကကျွန်တော်တို့တွေဟာနိုင်နေတာပါဒါပေမဲ့ဘာလိုအပ်တာလဲပွဲသိမ့်ဖို့လိုအပ်နေတာကျွန်တော်နိုင်နေပြီလားမင်းတို့တော်လိုက်နိုင်နေလားနိုင်နေပြီလား နိုင်တဲ့မနေ့စဉ်းစားကြည့်အာနန်2021အာနန်တိုင်းနဲ့ငင်ငွေပြိုအဲ့ဒီအချိန်မှာဖြစ်ပြနေတဲ့ရက်ွက်ထဲမှာစစ်သားရဲတွေနေနိုင်တဲ့ဘဝနဲ့အခုလက်ရှိ2025ထဲမှာဖြစ်နေတဲ့ဘဝနှစ်ခုပဲနှိုင်းယှဉ်လိုက်အဲ့ဒါနိုင်လားမနိုင်လားဆိုတာအဖြေလဲရှင်းရှင်းလေးပဲဒါပေမဲ့ဘာဖြစ်လို့လိုလဲပွဲသိမ့်ဖို့လိုအပ်နေတာအဲ့ဒီပွဲသိမ့်ဖို့စီးစီးလုံးလုံးညီညီညာညာနဲ့ပွဲသိမ့်ရိုက်ချက်ကိုကျွန်တော်ရိုက်နိုင်ဖို့လိုအပ်ပါတယ်